အခုရပိုင်းတွင်တရုတ်မြန်မာနယ်စပ်မှာတိုက်ပွဲတွေဖြစ်နေတာကြောင့်တရုတ်နိုင်ငံကထုတ်လုပ်နေတဲ့စိုင်းကယ်ရီဈေးနှုန်းမြင့်တက်လာနေတယ်လို့စကိုင်းတိုင်းဒေသကြီးမုံရွာမျိုးကစိုင်းကယ်ရောင်းဝယ်ပြုလုပ်နေသူတို့ကပြောပါရယ်ကျွန်တော်အခုလောက်ကရင်ကိစ္စနဲ့ပတ်သက်ပြီးတော့ဒီတိုက်ပွဲတွေကြောင့်ကျွန်တော်တို့ဒီ ဆိုင်ကျယ်ရဲ့ရောင်းဝယ်လို့ကနောက်ပြီးတော့ဒီကျွန်တော်တို့တရုတ်နယ်သားကတွေ့တဲ့ဒီဘုံပစ္စည်းအပေါ်တော့အကုန်ကိုဈေးကွက်တွေတော်တော်လေးကတိကောက်အောင်လေးဖြစ်တာပေါ့ဗျာနော်အဲ့ဒီကျတော့ကျွန်တော်တို့ကားခတွေကမှသာအကုန်လုံးကတိကောက်အောင်လေးတွေဖြစ်သွားတယ်ဗျာဒီတရုတ်ပြည်ကထုတ်လုပ်တဲ့ဒီဆိုင်ကျယ်တွေမကဘူးတခြားကုန်ပစ္စည်းတော်တော်များများပါပဲကိုမုံရွာမြို့ဟာတရုတ်နိုင်ငံကထုတ်လုပ်တဲ့ဆိုင်ကယ်တွေစက်ပစ္စည်းတွေလူသုံးကုန်တွေကိုအဓိကထားမိကိုဝယ်ယူသုံးစွဲနေရတဲ့မြို့တစ်မြို့ဖြစ်တယ်လို့ ရုတ်နိုင်ငံကမုံရွာမြို့ကိုပို့ဆောင်နေတဲ့ပစ္စည်းတွေကားတွေဟာလည်းတည်ယူပို့ဆောင်စရိတ်မြင်မာလာနေတာပါအဓိကတော့ကိုရိုးကြီးကတော့စနေကလုံးတိုင်းတာနဲ့ပြောရရင်တော့ဒီဥပစ္စည်းကိုအားကိုးနေရတာပေါ့ပါဒီဥပစ္စည်းအားကိုးနေရတဲ့ကကျတော့ဒီဒီဥပစ္စည်းကတော့စိုင်ကဲမှမဟုတ်ပါဘူးဂျာနဲ့အခြားပစ္စည်းတွေလည်းတရုတ်နဲ့ပတ်သက်လို့တန်းခရီးမှာကြံ့ကြော်တယ်ဆိုရင်ဒီရောင်းဝယ်အနေနဲ့ကခက်ခဲတယ်တော့ရှိတာပေါ့အနေနဲ့အများတော့ရှိတာပါ ဆိုင်ကနေပတ်သက်လို့လေဒီကဝယ်လို့အားရှိတဲ့ပြည်ရောက်မလာတာမျိုးလို့အဲ့ဒါဒီတိုက်ပွဲနဲ့ပတ်သက်လို့အကြီးမှာဖိတ်ဆုံးတယ်လူကျင်ရသားနဲ့ပြည်မရတာမျိုးလို့ဇင်းတို့အတက်ကြဆိုတော့ဒီဘာတရုတ်ငွေကြီးနဲ့ဆိုင်တာပေါ့ဒီဘက်ကငွေတက်ရင်တော့သူဒီမှာဆိုင်တဲ့တွေကလျောက်တက်သွားတာပဲအခုကတော့ပြည်စည်းနေနဲ့ခက်ခဲရှိတာပေါ့မုံရွာမြို့မှာတရုတ်နိုင်ငံထုတ်ပစ္စည်းတွေအိန္ဒိယနိုင်ငံထုတ်ပစ္စည်းတွေနဲ့ထိုင်းနိုင်ငံထုတ်ပစ္စည်းတွေကိုမျိုးကန်တွေကဝယ်ယူသုံးစွဲနေရတာပါ ဒါပေမဲ့အိန္ဒိယနိုင်ငံထုတ်ပစ္စည်းတွေနဲ့ထိုင်းနိုင်ငံထုတ်ပစ္စည်းတွေကဈေးနှုန်းမြင့်မားတဲ့အတွက်တရုတ်နိုင်ငံထုတ်ပစ္စည်းတွေကိုပဲဝယ်ယူသုံးစွဲနေရတာဖြစ်ပါတယ်ရှင်။